မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် grid မတ်တပ်ကိုအသုံးပြုပြီးတော့လက်တွေ့သင်ခန်းစာလေးကိုကျွန်တော်တွက်ချက်တော်မှာပဲဖြစ်ပါတယ်ဟုတ်ပြုလို့ရမယ်ပုံစံ UI ပုံစံလေးကအောက်ဖို့ပဲရပါအတိုင်းပဲဖြစ်ပါတယ်ဟုတ်အရင်သင်ခန်းစာမှာဆွေးနွေးခဲ့တဲ့ကျွန်တော်တော့ level ဘောင်လေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် A1 ရှိတယ် A1 နဲ့ပတ်သက်တဲ့ entry ဘောင်ရှိမယ် Y1 ရှိတယ် Y1 နဲ့ပတ်သက်တဲ့ entry ဘောင်ရှိမယ် A2 ရှိတယ် entry ဘောင်တွေရှိမယ်ဟုတ်ပြီเนาะဒီ UI ဒီဇိုင်းကိုကျွန်တော် grid method ကိုတုံးပြီးတော့ကျွန်တော်တွက်ချက်ကြည့်လိုက်ပထမဦးဆုံးကျွန်တော်အရင်ဆုံးတော့ဘာဆွဲရမှာလဲဆိုရင်ကျွန်တော် A1 Y1 ကိုတော့ရေးဆွဲရမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်ပုံမှန်အတိုင်းပဲဟိုပြောင်းလဲမှုမရှိတဲ့အတွက် variable name မပေးတော့ဘူး tk foods.n a b e n label ဆိုပြီးတော့ရေးလိုက်မယ်ဘယ်မှာထားမအောင် window ပေါ်မှာထားမယ် tag တက်ကိုကြာကျွန်တော်ဘာရေးမလဲဆိုတော့ A1 ဆိုပြီးတော့ရေးလိုက်ရေးပြီးတော့ပြီဆိုရင်တော့သူ့ကို နေရာချထားလိုက်เนาะ GRID grade ဆိုပြီးတော့เนาะနေရာချထားမယ်ဒီမှာဆိုရင်ကျွန်တော် grade မတက်တဲ့အတိုင်းကျွန်တော်ပထမဆုံးထိပ်ဆုံးမှာထားခြင်းတဲ့အတွက်เนาะ row 0 column 0ပြီးတိုင်းမှာ row 0 COUNU and column เนาะ0ပြီးလာမယ်ပြီးပြီးသွားပြီဆိုရင်เนาะနောက်တစ်ခုကเนาะပါထားမှာလဲဆိုရင်သူ့ရဲ့ဘေးကနေပြီးတော့เนาะ entry ထားမှာဖြစ်တဲ့အတွက် ENTY1 entry window เนาะ ပြီးသွားရင်တော့သူ့ကိုနေရာချထားလိုက်တော့မယ်ကလေးဆိုပြီးတော့တော့ဘယ်ရရေးမလဲဆိုရင် row 0ပဲထားမယ်ဒါမှမဟုတ် column ကြတော့ကျွန်တော်ဘလောက်ဖြတ်သွားမလဲဆိုတော့1ဖြတ်သွားမယ်ဟုတ်ပြီနောက်ပုံစံကလည်းကျွန်တော် a1 အာနောက်ပုံစံကလည်း y1 တော့ entry box ဖြစ်တဲ့အတွက်တော့အပေါ်ကနေခက်ဆင်းတဲ့ဖြစ်တဲ့အတွက်တော့ copy ကူးလိုက်မယ်ကူးပြီးသွားရင်တော့ပြောင်းလဲတင်တဲ့ဟာလည်းတော့ပြောင်းလဲလိုက်တော့ a1 မဟုတ်တော့ဘူးအဓိကဘာပြောင်းအောင်လဲ y1 ပြီးသွားရင် rodi တော့မှန်တယ် colon ကျတော့ကျွန်တော်1ပြီးရင်ဒီနားလေးကကျွန်တော် colon ခုဆိုပြီးတော့ non ရေးမယ် entry ကကျတော့တော့ colon ဘလောက်ဖြစ်သွားမလဲဆိုရင်3ဖြစ်သွားဟုတ်ပြီเนาะ program လေးကိုတော့ run ကြည့်လိုက်ပိုင်းတော့အကြံမဲ့ကျွန်တော်ဘလောက်ဖြစ်မလဲဆိုတော့ 29.py ဆိုပြီးတော့ non ရေးလိုက်ဟုတ်ပြီတော့ဒီမှာဆိုရင်အဓိကဘာမြင်ရလဲဆိုတော့အရန်ကတ်နေတယ်တော့ဘေးလေးတွေကျွန်တော်နည်းနည်းခွာခြင်းတယ် ခွာခြင်းနဲ့ဆိုရင်ကျွန်တော်တို့တစ်ခု project တစ်ခုနဲ့တစ်ခုခွာခြင်းတော့ PADH ကိုကျွန်တော်တောင်းရမှာဟုတ်ပြီเนาะအကုန်လုံးကို PADH ကျွန်တော် PADY လေးနည်းနည်းခွာခြင်းတဲ့အတွက်เนาะအကုန်လုံးကိုကျွန်တော်ရေးလိုက်เนาะ PADH ကိုကျွန်တော်ခြွိုက်လောက်ထားလိုက်မယ် PADY ကိုကျွန်တော်ဖိုင်လောက်ပဲတော့ထားလိုက်ဟုတ်ပြီတော့ program လေးကိုတော့ပြန်ရမ်းကြည့်လိုက်တဲ့အခါမှာကျွန်တော်နည်းနည်းလေး နော်အောက်မှာဒီမှာနည်းနည်းလေးခြားတော့ဟုတ်ကဲ့အောက်ကလည်းနော်ဒီပုံစံအတိုင်းဖြစ်တဲ့အတွက်ကျွန်တော်ဒီလေးကိုနော် copy ကူးလိုက်မယ်ပြီးသွားရင်ကျွန်တော်ပတ်ပေးလိုက်ပြောင်းလဲရမှာကျတော့ဒီမှာ82ဆိုပြီးတော့ပြောင်းလဲလိုက်မယ် row က0မဟုတ်တော့ဘူး row 0မဟုတ်တော့ဒီအောက်တန်းဖြစ်တဲ့အတွက်ကျွန်တော် row နော်1ဖြစ်သွားမယ် column ကတော့ကျွန်တော်ချိန်နေရမလို့ဘူး2အတွက်လည်းနော် row က1ဖြစ်သွားမယ်ကော်လမ်တွေကတော့ချိန်နေရမလို့ 1ဖြစ်သွားမယ်ပြီးသွားရင်တော့ဒီမှာဆိုရင် y က2ဖြစ်သွားမယ် row ကကျွန်တော်1ဖြစ်သွားမှာပဲဖြစ်ဟိုဒီ no program လေးကို no ပြန်လမ်းကြည့်လိုက်မယ်ဟိုအောက်ပါပုံလေးတိုင်းရသွားဟုတ်ကဲ့နောက်တစ်ခုကကျတော့ကျွန်တော်သူ့မှာထူးခြားချက်အနေနဲ့တော့ခု main window ကြီးထဲမှာကျွန်တော်ကဘာမှတ်တပ်ကိုတုံးထားလဲဆိုရင်ဝက်ချက်တွေနေရာချထားတဲ့အခါမှာ grid မှတ်တပ်ကိုကျွန်တော်တုံးထားတယ်ဟုတ်ကဲ့ကျွန်တော်ဒီကောင်လေးကိုကျတော့ကျွန်တော် frame တစ်ခုတည်ဆောက်လိုက်မယ်ဒီ frame ကိုဘယ်မှာထားမလဲဆိုရင်ကျွန်တော်ဝင်းနှုတ်မှာထားမယ် frame နဲ့မှာမှာကျွန်တော်ဒီ radio button လေးတွေတော့တက်ဟုတ်အဲ့ဒီတော့ကျွန်တော် r f r a n e frame ဆိုပြီးတော့ရေးလိုက်မယ် tkfoods.frane frame ဘယ်မှာထားမအောင်ဝင်းနှုတ်မှာထားမယ်ဒီ r frame ကိုကျွန်တော်ပတ်သွားပြီးတော့တုံးလို့မရပါဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီဝင်းနှုတ်မှာဥမာ object တစ်ခုပေါ်မှာကျွန်တော် ုချက်တစ်ခုမှာကျွန်တော်ဂရက်မတ်တ်သုံးတယ်ဆိုဂရက်မတ်တ်ဖက်သုံးပါရမှာပတ်မတ်တ်နဲ့တော့ရောသုံးလို့မရအောင်ခုဒီမှာဆိုရင်ကျွန်တော်ဝင်းလို့ပေါ်မှာကျွန်တော်ဂရက်မတ်တ်သုံးထားတဲ့အတွက်ပတ်မတ်တ်သွားသုံးလို့မရအောင်ဥပမာကျွန်တော် awanfoods.frame ကို pack ပတ်လို့ဟောထားလိုက်ပြီးဆိုရင်ဟိုမှားသွားမှာပါအဲ့ဒါတက်မှာအလုံးမလုံးပါဟိုဒီမှာဆိုရင်အလုံးမလုံးပါအဲ့ဒီတော့ကျွန်တော်ဘာသုံးရမလဲဆိုရင်ဒရက်မတ်တ်ကိုကျွန်တော်သုံးရမှာပဲဖြစ်ပါ ဲ့တော့ကျွန်တော်ဒီမှာ row ဘလောက်မှာထားမအောင်ဟို row 2 column တော့ကျွန်တော်ဘလောက်မှာဈေးလုံးမှာပဲထားမယ်ဆိုပြီးတော့ပြောလားဟုတ်ပြီเนาะ run ကြည့်လိုက်တဲ့အခါမှာအဲ့ဒါမတက်ပါဒါပေမဲ့ကျွန်တော်တို့ဒီ frame frame အ frame ငိုနေရာချထားတဲ့အခါမှာပတ်မှတ်သက်တုံးလို့ရပါဟုတ်ပြီเนาะတုံးကြည့်လိုက်နော် tk foods.radio radio b u t t o and button ဆိုပြီးတော့ရေးလိုက်မယ် ဘယ်မှာနေရာချထားမှာလဲရီယိုဘော်တုံးအာဖရိတ်မှာကျွန်တော်ထားမယ်တက်ကိုကြတော့ကျွန်တော်ဘာရေးမလဲပုံမှန်တိုင်းကျွန်တော် CIR CNE cycle ဆိုပြီးတော့ရေးလိုက်မယ်ရီယိုဘော်တုံးတိုင်းမှာကျွန်တော် variable နဲ့ကျွန်တော်ချက်ဆက်အဲ့အတွက် VARIA BNE variable နော် variable ကပုံမှန်တော့တက်ရေးလိုက်မယ်ဒီ variable နာမည်ကိုတော့ဘယ်လိုပေးလိုက်မလဲဆိုရင် R VAR ဆိုပြီးတော့ပေးလိုက်မယ် ticket နာတဲ့ကနေပြီးတော့ int variable ကိုကျွန်တော်သုံးပြလိုက်။ input ဆိုပြီးတော့ရေးလိုက်။ရေးပြီးသွားပြီဆိုတော့ the variable ပဲနဲ့ချိန်ဆက်မှာဖြစ်တဲ့အတွက် our variable ဆိုပြီးတော့ရေးလိုက်။ဟုတ်ပြီ။တော့ဒီဒီ video button ရဲ့ခွင့်နဲ့အလုံးလုံးမဲ့ကျွန်တော်ခဏသတ်မှတ်ရမှာ။အဲ့ဒီအတွက်ကျွန်တော် value value ကိုကျွန်တော်1ဆိုပြီးတော့တော့သတ်မှတ်လိုက်မယ်။ပြီးတော့နေရာချထားလိုက်မယ်။ဒီမှာနေရာချထားတဲ့အခါမှာကျွန်တော်ပတ်မှတ်တက်ကိုတော့တုံးပြလို့ရ။ကျွန်တော်က ဝင်းလုံးပေါ်မှာနေရာချထားတဲ့ကိုတော့မယ်ဒါပေမဲ့အဲဝင်းလုံးမှာရှိတဲ့ frame ထဲမှာဒီ app frame ကိုကျကျွန်တော်ကရက်မတက်မတုံညင်ပတ်မတက်တုံညင်တဲ့အတွက်ကျွန်တော်ပတ်မတက်ဟိုတိဆောက်လိုက်မယ်အဲ့အတွက် PADY ကိုကျွန်တော်3လောက်တော့ပေးလိုက်ဟုတ်ပြီနောက်ထပ် radio button တစ်ခုကိုလည်းကျွန်တော်တိဆောက်လိုက်မယ်ဘယ်မှာထားမလဲ app frame ထဲမှာထားမယ်သူ့ကိုကျွန်တော်ဘာလို့ရေးမလဲဆိုရင် SJUAI square ဆိုပြီးတော့ရေးမယ်။ Arbitrary နဲ့လည်း Arbitrary နဲ့ပဲချိန်ဆက်မယ်။ပြီးတော့ကျွန်တော်သူ့ကို2ဆိုပြီးတော့ကျွန်တော်ရေးလိုက်။ဟုတ်ပြီ။ No program လေးကိုတော့ run ကြည့်လိုက်။ run ကြည့်လိုက်တဲ့အခါမှာ no frame အစုံဆုံးဖြစ်တယ်။ဘာဖြစ်လို့အစုံဆုံးဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် column ကျွန်တော်တစ်ခု၊နှစ်ခု၊သုံးခု၊လေးခုရှိ။ဒီမှာဆိုရင်တော့ row 2မှာ column 0မှာပေးတဲ့အတွက်တော့ဒီဒီ frame ဒီ column မှာရောက်အဲ့ဒီတော့ကျွန်တော် frame ကို r frame ကိုနေရာတော့၄နေရာသာယူမယ်ဆိုပြီးတော့ပြောလိုက်ရင်သူကသူအလဲရောက်သွားမှာပဲဖြစ်ပါဟုတ်ပြီအဲ့ရတော့ကျွန်တော်ပထမဦးဆုံးတော့ဗာလုပ်မလဲဆိုရင်ဟုတ် grid မှတ်သက်မှာ colon span ဆိုတာရှိရဲ့ CEO SPAN colon span ကိုကျွန်တော် full ဆိုပြီးတော့ပေးလိုက်မယ်ပေးလိုက်ပြီဆိုရင်ကျွန်တော်ဘာဖြစ်သွားမလဲဆိုရင်အလဲတက်တက်ရောက်သွားဒါပေမဲ့ကျွန်တော် ဒီ radio button တွေကမညီဘူးဖြစ်လာညီးနေတဲ့အတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်သူ့သူ့ရဲ့ site တွေကိုကျွန်တော်တက်သားလေးဖြစ်အောင်တညီတညာလေးဖြစ်သွားအောင်ကျွန်တော် WITTH ဝက်ကိုကျွန်တော်30လောက်နောက်ပေးလိုက်မယ်ပြပြသွားရင်တော့ radio button ထဲမှာရေးထားတဲ့ cycle တို့ square တို့ကိုကျွန်တော်ဘယ်ဘက်မှာထားနေတဲ့အတော့ ANCH ဟိုကအန်ခါကိုကျွန်တော် W ဆိုပြီးတော့ရေးလိုက် ရေးပြီးသွားပြီဆိုရင် radio button ကကျွန်တော်မပွင့်သေးဘူးဘသူ့ကိုကျွန်တော်အရင်ဆုံးဖွင့်နေခြင်းလဲဆိုတော့ square ကိုတော့အရင်ဖွင့်နေခြင်းအဲ့တော့ကျွန်တော် square ဖွင့်တဲ့တံပိုးက2အဲ့တော့ကျွန်တော် ah via va post dot sct set ကိုကျွန်တော်2လို့ပေးထားလိုက်တာ ਨੇ တော့ ah va ah via va 2ဖြစ်တဲ့အတွက်သူနဲ့ချိတ်ဆက်ထားတဲ့ radio button 2ဖြစ်တဲ့ radio button ကကျွန်တော်ပွင့်သွားမှာဖြစ်တယ်ဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လိုက်ပြီ ဒီမှာဆိုရင် square အဲ့ဟာတော့ပွင့်နေဟုတ်ပြီနောက်တစ်ခုအနေနဲ့ကျွန်တော်ဘာထပ်ရေးရမလဲဆိုတော့ draw ဆိုတဲ့ button ဒီ button ကိုတော့ကျွန်တော်ဘယ်မှာပဲဆွဲလိုက်မလဲဆိုရင်ဟို window ပေါ်မှာဆွဲမှာ window ပေါ်မှာဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်ခရဲမတ်တက်ကိုတောင်းအောင်အဲ့ဒီတော့ notkfoods.vuttom button ဘယ်မှာဆွဲမှာလဲ window ပေါ်မှာဆွဲမယ် t ရဲ့ဒီတက်စာကျွန်တော်ဘာရေးချင်တော့ D R A W ဘောဆိုပြီးကျင်းမယ်သူ့ရဲ့ဟောအကျယ်ကိုဘောတွန်ရဲ့အကျယ်ကိုကျွန်တော်15လောက်ကျွန်တော်ထားလိုက်မယ်ထပ်ပြီးတော့နေရာချထားလိုက်မယ် G R I ဒီကတဲ့ဆိုပြီးတော့ထားမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်ဘာရေးမလဲ row ကကျွန်တော်3ဖြတ်သွားမယ် column ကတော့ကျွန်တော်လောက်ဖြတ်မလဲ0လို့ဖြတ်အဲ့အဲ့ဒီမှာလဲကျွန်တော်ဒီမှာပုံမှန်ကကျွန်တော် အပေါ်မှာတွေက column 4ခုရှိတယ်ဒီမှာတစ်ခုတည်းဖြစ်နေတဲ့အတွက်တော့ ီတောက်မှာပဲရောက်တယ်အဲ့တော့ကျွန်တော်အလဲရောက်ချင်တယ်ဆိုတော့လေးခုလုံးကတော့နေရာယူမယ်ဆိုပြီးတော့ပြောရမှာဖြစ်တယ်အဲ့တော့ကျွန်တော် C O N U N N colon span ကိုကျွန်တော်ဖိုးလို့ပဲတော့ပေးလိုက်မယ်ဟုတ်ပြီတော့ program လေးကိုတော့ run နေလိုက်မယ်ဒီမှာဆိုရင်ဟို program လေးကတော့အဆင်ပြေသွားပြီဒါပေမဲ့အောက်မှာကျွန်တော်မချဘူးဖြစ်နဲ့တခြားဝက်ချက်နဲ့ခြားလိုက်မှတော့နည်းနည်းခြားနေတယ်ဆိုရင် အောက်လေးနည်းနည်းချရဲ PADY ကိုကျွန်တော်ဘယ်လောက်လောက်ပေးလိုက်မလဲ10လောက်တော့ပေးလိုက်မှာဟုတ်ပြီ။ဟို program လေးကို run လိုက်တဲ့အခါမှာဟိုဒီလိုနောက်လာပါပါလေးတော့ပုံစံမှာပြောထားတဲ့အတိုင်းကျွန်တော်ဖြစ်သွားပါ။ကျွန်တော်ဆွေးနွေးနေတာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲ။ကျေးဇူးတင်ပါခင်ဗျာ။